အလုံးပိုင်းမှာလာတော့ကြော်ဆော်လိုက်ပါတယ်ဗျာဒီခါတော့ဒီမှာဒီ message ရဲ့နေပေါ့နော်ဒီထိုင်းနာရီနဲ့ဆိုလို့ရှင်တော့ဒီတနာရီ20နာမည်23မိနစ်လောက်ကလောက်တာပေါ့နော်ပြီးသွားတဲ့အချိန်နာရီကြည့်လိုက်တော့28မိနစ်ရှင်နေပြီပေါ့နော်အဲ3မိနစ်နဲ့5မိနစ်ကြာမှရှိတယ်အဲဒီမှာဆိုလို့ရှိရင်ထိုင်းမှာလည်းပဲမြန်မာနိုင်ငံသားတွေအပြည့်စုံမှုနဲ့များကြတယ်ပေါ့နော်အဲ့တော့ထိုင်းမှာပြည့်စည်တာတဲ့ပေါ့နော်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပြည့်စည်တာပုံများတယ်ဒီ အခုရှင်ကစိတ်ပေးတန်တက်နေတဲ့အရှင်လေးပဲဖြစ်တယ်။အဲနောက်ပြီးတော့ဒီတမိုင်းဝင်အဆောက်အဦတွေရာတွေပြည့်စည်သွားတယ်ဆိုတော့ဒါမြန်မာနိုင်ငံသားတွေအတွက်တပူပေါ်နှစ်ပူဆက်တဲ့အရှင်နေမြို့ပေါ့နော်ပြည့်စည်မှုတွေများတယ်ဆုံးရှုံးမှုတွေများတယ်။နောက်ပြီးတော့ထိတ်ခိုက်မှုတွေများတယ်ပေါ့နော်။အဲ့တော့ဒီအမိန်မြန်မာပြည်အတွက်ရကျွန်တော်တို့ကြေးပြီးတော့ထိုင်ပြီးတော့စုတောင်းပေးနေဦးမှာတပါအချားမရှိဘူးပေါ့နော်။အဲ့လိုပုံစံမျိုးမှာဖြစ်နေတဲ့အတွက်စိတ်မကောင်းလေးပဲဖြစ်ရတယ်။ဝမ်းလေးပဲနေတယ်။ အဲတော်တော်လေးပဲဒီ chart ထဲမှာဒီအကောင်းဆုံးဖြောင်းတရားနဲ့တရားပေါ်ဘလောဖေးမှာပြီးတော့ဘလောဝိုင်းဝန်းကုညင်မလို့ဆိုတော့ဟာတွေတော့တတ်နိုင်သလားလောက်ပေးကြဖို့လေးပဲတိုက်တွန်းတယ်ကိုရေလေးဝိုင်းဝန်းပြီးတော့လောက်ပေးနေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီတမိုင်းဝင်အဆောက်အဦတွေပြက်စီးတယ်လုံးလေးထိခိုက်တိုင်းရတယ်လူတွေတိတ်ချစ်ပြက်စီးတာတွေကိုတွေ့ရတဲ့အတွက်အရန်လေးဝန်းနေမိနေအရန်လေးစိတ်မကောင်းဖြစ်မိနေပေါ့နော်အဲ့တော့အားလုံးဘေးကမ်းပြီးတော့ဗျာကျွန်တော်တို့ ်ဒီမြန်မာနိုင်ငံသားတအုပ်တယောက်ရှင်ပေါ့နော်အားလုံးမြန်မာနိုင်ငံသားတွေဒီဘေးတောက်ခါမှလွတ်ကြပါစေလို့လည်းပဲအချင်းချင်းခါခါဆုတောင်းပေးတယ်ဗျအဲကိုဘဖြစ်တော်လေးကိုဘကြောင်းနောက်ပြီးတော့ဒီ အမုံတိုင်းတိုက်လို့လဲမုံတိုင်းကြောင်းနောက်ပြီးတော့စိုင်းပေးတဲ့နေကြတဲ့2020တလောက်ကဆိုလို့ရှိရင်ခု2025ဆို9 night လိမ့်နေယူ9 night တောင်ဝယ်နေပြီပေါ့နော်အဲ့လိုအရှင်နေမြို့မှာအတောက်ခရောက်နေတဲ့ရှင်နေမြို့မှာပေါ်ပြီးတော့ငလေလောက်လိုက်တော့ပေါ်ပြီးတော့အဲဒီခံအားခက်တဲ့ပေါ်ပြီးတော့လေးပဲဒီ1 day ဆီကောင်းတယ်ပေါ်ပြီးတော့လေးပဲပြည့်စီရဲ့အဲအတိတ်ကအရေးကြီးတာကတော့ဒီအဆောက်အဦတွေပြည့်စီတာကတော့အဲ့လောက်မဟုတ်ဘူးပေါ့နော်တော်တော်လေးပဲဒီအဲလူတွေကထိခိုက်တာများပြီးတော့အဲလူတွေပြည့်စီတာပေါ်ပြီးတော့တံဖို့ဖြတ်မရအောင် ဘူးပေါ့နော်ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရလေပဲဒီပြောင်းနေရတယ်ပြည့်စုံနေရတယ်ဒေဆုံးသွားရတယ်အများကြီးတွေ့ရတယ်အဲ့လိုမြန်မာနိုင်ငံမှာလည်းပဲထိခိုက်ဒဏ်ရာရပြီးတော့အဲပြည့်စုံနေရတယ်အခုထိကေမထားရသေးရလို့လည်းအများကြီးတွေ့ရတယ်ပေါ့နော်တကယ်ဝန်နေစရာလည်းပဲကောင်းတယ်တကယ်ကိုလေအဲဒါချိုတက်ပြီးတော့လည်းပဲအဲတရီမထားမီးပေါ့နော်နောက်ပြီးသဘောတရားဆိုလို့လေပဲဒီသဘောပေးတယ်ဖြစ်တဲ့အတွက်ပေါ့နော်ကိုတွေကဘလို့မှလောက်မရတဲ့အရှင်နေမျိုးဖြစ်နေတယ်အဲ့တော့ အဲဒါနဲ့ကတကယ်ကိုလည်းပြည့်စည်ပြီးတော့ဒီကိုယ့်ရဲ့အမိတ်မြန်မာပြည်ပေါ့နော်အမိတ်နိုင်ငံအကုန်လုံးကဒီရစီရမရှိအောင်ပြည့်နေတယ်စာရေးလည်းပြည့်စည်နေတယ်နောက်ပြီးဘာသာရေးလည်းပြည့်စည်နေတယ်လုံမုံလည်းပြည့်စည်နေတယ်စီးပွားရေးလည်းပြည့်စည်နေတယ်အဲ့ဒီကြားထဲမှာအဲဒီတဘောဝဘေးအန်ဒီကလာထိတ်ခိုက်ပြီးတော့အဲဒီအသက်အန်ဒီတွေကပြည့်စည်ရေပေါ့နော်နောက်ပြီးတော့ဒီတမိုင်းဆိုင်ရာတွေအဲနောက်ပြီးဒီဘာသာရေးပိုင်းဆိုင်ရာတွေအခုလုံးပြည့်စည်နေတဲ့အတွက်ပြာတကယ်စိတ်မကောင်းဖြစ်ရပါတယ်တကယ်လည်းဝမ်းနေတယ်ဆိုတော့အကြောင်းကိုတင်ပြလိုက်ရပါတယ်ဗျာ